2025မှာကြောက်ဖြူစစ်တွေမောင်းတော်မြူဒီကိုပါအရာသိမ့်မယ်ဘသူပါပြပြောအင်ကာဂျူဝလာတာလဲသိမ့်မှာပဲဆိုတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ERA သတင်းဌာနနဲ့အင်တာဗျူးမှာတိုးခဲ့တဲ့စကားတစ်ခုဟာရခိုင်လူမှုအတွက်တမကဘာမှလူမှုအတွက်ပါတော်လိုင်းရင်ပေါ်မှာရိုက်ခတ်မှုပြင်းထန်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့လည်းဒါဒါဒါကျွန်တော်တို့ဖိုးပြီးပိုင်တဲ့နေမြေပဲဒါကျွန်တော်တို့သိမ့်မှာပဲဘသူပါပြောပြောဗျာအင်ကာဂျူဝလာပြောရင်လည်းသိမ့်မှာပဲအဲသိမ့်တာကတော့မယုံမရှိနဲ့ ဘွကျူထွတ်မြင်နိုင်ဟာပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တဲ့ကောင်းဆောင်တရားဆိုတော့လက်ရှိရခိုင်ပြည်ရဲ့90ရာနှုန်းကျော်ကိုအလုံးစုံသိမ့်ပိုက်ရယူထားရတာမကဘဲနဲ့ဒီမာတဲ့ဟူပါစစ်မျက်နှာဖွင့်ထားတဲ့အီအီရဲ့စစ်ကစားမှုတွေကသက်သေခန်းနေပါတယ်လက်ရှိစကားစာအတွက်နှိမ့်စဉ်ဘီလီယံနဲ့ချီအကျိုးမြတ်တည်ရနေတဲ့တရုတ်စီးပွားရေးမဟာဗျူဟာစီမံကိန်းကြီးတရှိရာကြောက်ဖြူမြို့အိန္ဒိယရဲ့မဟာဗျူဟာမြောက်ကလတန်မြစ်စီမံကိန်းတရှိရာစစ်ထွေမြို့တွေကလည်းအရခတတော်ကလက်နက်ကြီးငယ်အတွေ့အတွေ့နဲ့ဘီပပက်လေကနေဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်ပါ တယ်ရခိုင်ပြည်နယ်တစ်ခုလုံးလုံးဝလွတ်လပ်ဖို့ဆိုရင်အရခတ်တပ်တော် AA အနေနဲ့ရခိုင်မှာလည်းစစ်တိုင်းနေလို့မရပါဘူး။ဒါကြောင့်မလို့2026ခုနှစ်ထဲမှာ AA အနေနဲ့မကွေးတိုင်းနဲ့ပဲခူးတိုင်းက ERI မြစ်အနောက်ချမ်းဒေသအားလုံး ERI တိုင်းမှာဆိုရင်ပသိမ်မြို့အထိကိုမဟာမိတ် PDF တွေနဲ့အတူစီးရင်လုံရှားလာဖို့ရှိပါတယ်။တရုတ်ရဲ့ခေတ်သစ်ပိုလန်မှာစီမံကိန်း BRI Project ရဲ့တစိုက်တစ်ပိုင်းကို AA အနေနဲ့ထင်းချုပ်မှန်အောင်ကြိုးစားနေပုံရပါတယ်။ဒါဟာရခိုင်ပြည်ရဲ့ကံကြမ္မာကိုစုမှုချေလှယ်ခြင်းနေတဲ့အင်အားချင်းတိုင်းကတရုတ်ကိုတန်ပြန်ဆိုင် မှုကအကောင်းဆုံးနည်းလမ်းတစ်ခုပါ။အီရဲ့စိတ်မျက်နှာတွေကပုံပြီးကျေပြန့်လာသလိုလက်နက်ခင်းရဲ့လူဝက်ချက်ကလည်းကြီးမာလာပါတယ်။ဒီအထွက်အီဟာနှစ်ပေါင်းများစွာအချိန်ယူပြီးတော့ကြိုတင် ပြင်ဆင်ထားခဲ့ပြီးဖြစ်ပါတယ်။စစ်ပဆိုင်ရာကျွမ်းကျင်သူတချို့ရဲ့ကြော်ကြချက်အရာအရက်ခတတော်အီမှာလက်နက်ဆိုင်ရုံတစ်ခုရှိနေပြီးဖြစ်ကြောင်းသိရပါတယ်။အော်တိုရိုင်ဖယ်တနတ်များကြီးစံများအပြင်လေးမှ60မမ80မမ3ဒီများအမြောက်ဆံများကိုပါထုတ်လုပ်နေပြီးဖြစ်ကြောင်းသိရပါတယ်။2018ခုနှစ်တုန်းက ARA သတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာရခိုင်ပြည်နယ်မှာအရက်ခတတ် တော်အေးအတွက်လက်နက်ဆိုင်ယုံတစ်ခုတည်ဆောက်ဖို့မျှော်လင့်ထားကြောင်းပြောကြားခဲ့ပါတယ်။အခုချိန်မှာတော့အကောင့်ထဲပေါ်လာပြီလို့ယူဆရပါတယ်။ရရှိချိန်မှာလေအရက်ခတ်တက်တော်အေးအနေနဲ့သိမ့်တိုက်ဖို့ကြံရှိနေသေးတဲ့ကြောက်ဖြူစစ်ကွေမအောင်မျိုးတွေကိုဆက်လက်သိမ့်နိုင်ဖို့အတွက်လက်နက်ကြီးကြီးအများအများကိုလည်းအင်းနဲ့အားနဲ့ထုတ်လုပ်နေဖို့ရပါတယ်။ရန်သူလက်နက်ကုလက်နက်လို့ကြွေးကြော်ထားတဲ့အရက်ခတ်တက်တော်အေးဟာစကားစထံကနေသိမ့်စီရမိတဲ့ နောက်ဖွင့် launcher တွေ RPG တွေ60မမ80မမအမြောက်ပြည့်နဲ့တင်ကားတွေကိုအမ်မြူသိန်းတိုက်ပွဲမှာတွင်းင်းကြကြအသုံးပြုလာတာတွေ့ရပါတယ်။ကလေးတဲ့မြေချောင်းလေးမှာသွားလာနေတဲ့စကားဆိုင်ရင်းရင်းတွေကိုလည်းလက်မှတ်ကြီးတွေနဲ့ပြစ်ခတ်မှုတွေမကြာခဏမြင်တွေ့နေရပါတယ်။တကယ်တော့ဒါဟာအရခတက်တော်ရဲ့အစမ်းလေးချင်မှုများတာဖြစ်ပါတယ်။ အရခတ်တတော်အင်းအင်းအင်းနဲ့ရန်သူစကားစထံကလည်းလက်နက်ကြီးအများအပြားကိုလည်းသိသိရရှိထားတာရှိသလိုလိုအပ်တဲ့ခရမ်းတီကိုလည်းလူစလူထုံလုံးနိုင်တဲ့လက်နက်စက်ရုံတစ်ခုကိုပါပိုင်ဆိုင်ထားပြီဆိုတော့ရှေ့လျှောက်မြို့သိမ်းတိုက်ပွဲတွေပုံမူမြင်တွေ့လာရမှုရှိပါတယ်။အီအီတပ်သားတွေရဲ့လက်နက်ကြီးတိုက်ခတ်မှုတွေကိုတောင်ဝယူလေးချင်ညွှန်ကြားပေးနေသူကတော့ဘူမူအောင်မြင်ဆိုးလို့သိရပါတယ်။မြေပြင်တိုက်ပွဲတွေမှာလည်းမဟာဗျူဟာညီဗျူဟာတွေနဲ့တိုက်ပွဲကိုဥဆောင်နေတဲ့တပ်မှုတအူးပါ။2015မှ2018ခုနှစ်တည်းအမှတ်9000မှာတန်ချက်ကတည်ရင်အမှတ် 1983တကြက်ကစစ်စင်ကြီးကိုကဲမှုဌာနချုပ်အမတ်931တင်ကားတန်ရင်နေမှာတောင်းဝန်ထမ်းဆောင်ခဲ့ပြီးနောက်စကားစတက်မှထွက်ခွာကအီအီထံဗတ်ပြောင်းကရခိုင်လူမျိုးရေးအတွက်တိုက်ပွဲဝင်နေသူတူဦးလည်းဖြစ်ပါတယ်ပုံမှုအောင်မြင်စုဟာမောင်ထုံးနတ်တခံကတိုက်ပွဲကိုဦးဆောင်ခဲ့တဲ့တက်မှုတူဦးလည်းဖြစ်တယ်လို့ လက်နက်ကြီးပစ်ခတ်မှုမှန်ချက်ကကားများတင်ကားများအုံပြုမှုနည်းပညာများမဟာဗျူဟာစင်ကြီးဗျူဟာများကိုလည်းပိုင်နိုင်ကျွမ်းကျင်သူတို့ဦးလည်းဖြစ်ပါတယ်အခုနေ့2025မကုန်ခင်မှာပဲကြောက်ဖြူစစ်တွင်မန်အောင်မြို့တွေကိုအရက်ကတက်တော်အနေနဲ့ရအောင်သိမ့်ပိုက်ပါလိမ့်မယ်ဒီတိုက်ပွဲတွေမှာ EE ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကို အဲမောင်းတော့စတဲ့မျိုးသိမ့်တိုင်ဝိတိထက်ပူပြီးတော့မြဲမဲဆိုင်ဆိုင်မြင်တွေ့လာရဘူးရှိပါသူရမှာခင်သရော့တော်လွယ်ကူမနေပါဘူးအရက်ခတ်တတော်အတွက်အင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်ရဲ့ဖီအားနဲ့တခြားသောစီးရေးစင်ခုံမှုများသာရှိနေပါတယ်ကြောက်ဖြူဟာတရုတ်ရဲ့ BRI project အတွက်အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီးတော့တရုတ်ဟာကြေစားစစ်သားတွေကိုလုံခြုံရေးကုမ္ပဏီအမိခံပြီးတော့ကြောက်ဖြူမှာတက်ဆွဲထားတာဟာဒီ project ကိုလုံးဝအထည်မခံဘူးဆိုတဲ့သဘောပါပဲ EU ဟူတဲ့တရုတ်ဟာသူ့ရဲ့ဩဇာကံဇနက်ကင်တပ်ဖွဲ့တစ်ခုအနေနဲ့သွတ်သွင်းနေတာပါဒါကြောင့်မလို့အရက်ခတ်တတော် ော်ဟာကြောက်ဖြူကိုဝင်းရံပိတ်ဆို့ထားပြီးတော့အမ်းမြူကိုအရင်သိမ့်ယူခဲ့တာပါအမ်းကိုရရှိလိုက်ခြင်းကြောင့်ကြောက်ဖြူကိုလူသူလူအဖွဲအဖိတ်ခလုတ်တဘောလိုကစားနိုင်ပြီဖြစ်ပါတယ်ကြောက်ဖြူကိုပြောင်ကြကြဝင်းရောက်တက်ခိုက်သိမ့်ယူလိုက်မယ်ဆိုရင်တရုတ်အနေနဲ့ကူမင်းကြောက်ဖြူ gas pipeline တစ်ချောင်းမှာဂျူးကျော်ဝင်းရောက်တက်ဆွဲလာနိုင်ပါတယ်မြန်မာနိုင်ငံရင်းနှီးခုတရုတ်ဟာဒီလိုဂျူးကျော်လိုရပါမလားဆိုရင်တရုတ်ဟာသူ့နိုင်ငံအတွက်အသက်တမျှအရေးကြီးတဲ့ BRI project ကိုထိပါလာတဲ့ဆိုရင်ဒီရင်းငင်းငင်းအကူအညီပေးတာပါလို့ခေါင်းစဉ်တက်ပြီးမျက်နှာပြောင်တိုက်ခါဝင်းရောက်တက်ဆွဲနိုင်ပါတယ် လာရှုကသက်သေပါဒါကြောင့်မို့လို့ EA ဟာတရုတ်စီမံကိန်းတွေကိုဓာတ်ရိုက်ထိခိုက်မှုမရှိစေဘဲနဲ့တရုတ်ကဘီအိုင် project တချို့သောအစိပ်ပိုင်းတွေကိုဥစွာထိန်းချုပ်နိုင်အောင်ကြိုးစားနေပုံရပါတယ်မိသူမေဆိုစီကမူကြော့ဖြူဘူလို့အာရခတက်တော်အနေနဲ့အရယူမှာပါတရုတ်ရဲ့စီမံကိန်းလုပ်ငန်းတွေကိုမထိခိုက်စေဘဲနဲ့တိုင်ပွဲပေါ်ဆောင်ရမယ်ကြော့ဖြူမျိုးသိန်းတိုင်ပွဲဟာ EA အတွက်ကြီးမားတဲ့စိန်ခေါ်ပွဲကြီးတစ်ခုဖြစ်ပါတယ် အိန္ဒိယရဲ့မဟာဗျူဟာမြောက်ကလဒန်မြစီမငင်းရှိရာစစ်ကိမျိုးဟာလေအရခတ်တတော်အတွက်နောက်ထပ်စင်ခုံမှုတစ်ခုပါရခိုင်ပြည်သူတွေအတွက်လူအပ်တဲ့စားနေရိတ်ကအခြေခံလူသုံးကုန်နဲ့စေဝါတွေကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလည်းကုန်တယ်မှုပြုနေရတာပါအီတပ်သားတချို့ထိခိုက်ဒဏ်ရာရခဲ့ရင်လေအိန္ဒိယကဈေးဝင်နေမှာစစ်ကူတာပေးထားရပါတယ်အီဟာ အိန္ဒိယဘက်မှာအစိုးရမှီခူနီရတာမျိုးမဟုတ်ပေမဲ့အခုလိုတိုက်ပွဲပြင်းထန်နေတဲ့ကာလတွေမှာအိန္ဒိယဘင်္ဂလားဒေ့ရှ်စတဲ့အင်ကြီးချင်းတွေနဲ့ပြဿနာမဖြစ်တာကအကောင်းဆုံးပါဒါကြောင့်မို့လို့စစ်ပင်မျိုးကိုသိမ်းယူတဲ့အခါမှာလေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုမထိခိုက်အောင်အတက်နိုင်ဆုံးသတိထားနေရတာပါစစ်တွေဟာ ရဟိုင်းဒီနယ်မှာထူးထူးခြားခြားတောင်တန်းတွေရှိတဲ့မြေပြင်ဒေသတစ်ခုပါ။စကားဆရဲ့ရေတပ်ဟာလည်းအခါရင်မှာတက်ဆွဲထားပါတယ်။စကားဆရဲ့ဓာကစစစ်တွေခလာယ၂၀ခလာယ၂၃နှစ်ခလာယ၂၈၀ခလာယ၃၄၄ခမယ၃၅၄အပါဝင် အပြောက်တရင်ရေတရင်နေနဲ့အင်အားအများပြားနဲ့အခါရင်မှာတက်ဆွဲထားတာပါ။ဒီဘက်ကလည်းစစ်တွေမျိုးရဲ့ဘေးပပလင်ပုံနာကျွန်းပေါက်တော့ရသေးတောင်စားတဲ့ဒေသတွေမှာရက်နက်ကြီးများအစင်သိမ့်ချင်းရထားပြီးဖြစ်တဲ့လူစင်ရအများပြားကိုလည်းချထားပါတယ်။ အရခတတ်တော်အေးဟာစခန်းချင်းငယ်တွေကိုမသိမ်းယူခင်စခစတတ်သားတွေကိုတော့တုံးရီချက်တော့ရင်ရှိပါတယ်။စားသင်ရေခလက်နက်ခင်းရဘလောက်ပဲပြည့်စုံနေပါစေ။တော့တုံးရီပြက်လက်သွားရင်ဘလူးမှစစ်တိုက်ကိုမရပါဘူး။မောင်းတော့နတ်တခမှာ အဲအနောက်ပိုင်းတိုင်းစစ်ဌာနရုပ်တိုက်ပွဲတွေမှာစစ်ကောင်စာဟာသူ့တပ်သားတွေကိုလက်နက်ခဲရဲနဲ့စားတော့ကုန်တွေကိုသာအဓိကပို့ဆောင်ပေးနိုင်ခဲ့ပြီးတော့တောက်သုံးရီကိုအလုံးလောက်မထောက်ဘူးပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့စစ်ကောင်စာတပ်သားအများပြားဟာလက်နက်ချအညက်ခံခဲ့ပါတယ်။သကောင်းဝညက်ခံတဲ့စစ်ကောင်စာတပ်သားများကလည်းအရခတက်တော်ထံရောက်တာနဲ့ဥစ္စာပထမရေတိုက်ဖို့သာတောင်းဆိုခဲ့တာကိုတွေ့ရပါတယ်။ မုခုံလုမိကူရောက်တဲ့အခါမှာတော်တော်ရင်ရှားပါတဲ့ကာလတွေရောက်လာခဲ့ပါသေး။ဒီအချိန်မှာ RX ခတ်တတော်ရဲ့မျိုးသိန်းတိုက်ပွဲတွေကိုထပ်မံမြင်တွေ့ရမယ်လို့ခံမှန်းတိုးတက်မိကြောင်တင်ပြရင်အဆုံးဒီနောက်ဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်။